နော်ဒါအဲ့ဒါမှာကျွန်တော်တို့ SCB ဘဏ်မှာပတ်စံဘတ်ကတ်တွေကိုပတ်စံထည့်နေပြီပေါ့နော်ကျွန်တော်အောက်ကိုနှစ်ချက်နှိပ်မယ်နောက်ပြီးတော့အပေါ်ကိုတစ်ချက်နှိပ်မယ်နောက်ထပ်တစ်ချက်ထပ်နှိပ်မယ်ခင်ဗျာနောက်ကြရင်ကျွန်တော်တို့ ADN ကက်လေးထည့်ပြလိုက်ပါဒီကထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဓာတ်ပတ်စဝတ်တောင်းတယ်ပေါ့နော် ေချာမှန်ကန်စွာပတ်စဝတ်6လုံးဖဲ့ပြီးလိုက်ပါဗျာနောက်ကြရင် OK ကိုသွားမယ်ခင်ဗျာနော်ဒီဝါရင်ကျွန်တော်တို့က SCB ဘန်ဖြစ်တဲ့အတွက် SCB ဘန်ကိုယူရမယ်ခင်ဗျာပြီးရင်ကျွန်တော်တို့ရဲ့ဘန်နံပါတ်လေးကိုမှန်ကန်စွာရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဒီကရင်ကျွန်တော်တို့ contact contact ကိုနှိပ်မယ် contact ကိုနှိပ်ပြီးဆိုတော့ကျွန်တော်တို့ ဒီမှာပြန်နော်ဆက်ဆံလေးတွေတေချာလေးစီပြီးတော့မှကျွန်တော်တို့ဒီမှာမဖောက်မတွန့်ရလေးအောင်ထည့်ခဲ့မှာခင်ဗျာဖေဖော်ဝါရီဆိုတာနဲ့ကျွန်တော်ခဏလေးစောင့်ပြရမယ်နော်ဒါဆိုရင်ကျွန်တော်တို့ contact အမှန်ငယ်နော်မှန်လားကိုထည့်တဲ့ပမာဏမှန်လားဒါမှမဟုတ်ဘဏ္ဍာဘမှန်လားတိကျစစ်ဆေးပြီးတော့မှကျွန်တော်တို့ contact ကိုနှိပ်မယ်နော် ဝန်တက်ကိုနေမြန်မာစစ်ပါဘာနာဘတ်မှန်လားကျွန်တော်တို့ပတ်စံပမာဏမှန်လားမှန်တယ်ဆိုရင်ဝန်တက်ကိုထနေလိုက်ပါခင်ဗျာနော်ဒါဆိုရင်တော့ရပါပြီဗျာနော်အဲ့ဒါကျွန်တော်တို့ခနာဆောင်မှာဟုတ်မှာဗန်ဒက်ပြန်ထွက်လာပါပြီဗျာနော်ဒီမှာကျွန်တော်တို့ဆက်လက်โอเคပါဗျာအားလုံးအဆင်ပြေကြပါလိမ့်ဗျာနော်